ရခိုင်ရိုးမတောင်တန်းအလွန်မကွေတိုင်းပဲခူးတိုင်းနဲ့အေယာဝတီတိုင်းတွေကစစ်ကောင်စီစခန်း၅ခုနဲ့ရွာ၃ရွာကို အာရခတတော်အေအေကတင်ပိုက်ထားတယ်လို့ ISP မြန်မာရဲ့အစီရင်ခံစာမှာဖော်ပြလာပါတယ်။ ISP မြန်မာရဲ့ဒီဇင်ဘာ၁ရက်နေ့ထုတ်အစီရင်ခံစာဖော်ပြချက်အရပဲခူးတိုင်းဗရောင်းမြို့နယ်က၂ခုနဲ့အေယာဝတီတိုင်းကွာငတိုင်းချောင်းလမ်းပေါ်ကစစ်စခန်းတစ်ခုတို့ကိုအာရခတတော်အေအေကတင်ပိုက်ထားတယ်လို့ဆိုပါတယ်။အေအေတင်ပိုက်ထားတဲ့ကြေးရွာ၃ရွာမှာ မကွေးတိုင်းငဖဲမြို့နယ်ပရန်ကြီးရွာမှာပစည်းကြီးရွာနဲ့ကွာမြို့နယ်ဆက်အေယာဝတီတိုင်းကမကြီးစင်ကြီးရွာနဲ့ဗောမီကြီးရွာတို့ဖြစ်တယ်လို့လည်း ISP ဖော်ပြချက်အရသိရပါတယ်။မကွေးတိုင်းအမ်ပရန်လမ်းပေါ်ကတိမ့်ပိုက်ထားတဲ့စစ်ကောင်စီစစ်စခန်းတစ်ခုမှာပစည်းကြီးရွာနီးမျောစင်စစ်စခန်းနဲ့ဂုံးကြီးစခန်းတို့ဖြစ်ပြီးအဆိုပါစစ်စခန်းတွေကိုအော်တိုဘာလာ9ရက်နေ့မှာအေအေကတိမ့်ပိုက်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ပစီရွာဟာလက်ရှိတိုက်ပွဲပြင်းထန်နေတဲ့နေကံပြွာကုန်းတက်စကန်ရဲ့အရှိမျောက်ဖက်၃မိုင်ကွာမှာရှိပြီ အမှတ်905အမြောက်စခန်းကိုကဲမှုဌာနချုပ်နဲ့လည်းနှီးတယ်လို့သိရပါဗျ။ပဲခူးတိုင်းပတောင်းမြို့နယ်ကစစ်ကောင်စီစစ်စခန်းတစ်ခုမှာပကံခွေကျေးရွာတောင်ပန်း9မိုင်ခန့်ကွာမှာရှိတဲ့ပွိုင်း63လုံးကုန်းနဲ့ပတောင်းတောင်ကုန်းလမ်းပေါ်မှာရှိတဲ့မိုးထီတောင်စစ်စခန်းတို့ကိုအေအေကာသိမ်းပိုက်ထားခြင်းဖြစ်ပါတယ်။ပကံခွေကပကံခွေပွိုင်း63လုံးကုန်းကိုအော်တိုဘားလာ14ရက်နေ့မနက်ပိုင်းမှာသိမ်းပိုက်ခဲ့ပြီးမိုးထီတောင်စစ်စခန်းကိုဇန်နဝါရီလ26ရက်နေ့မှာသိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။အေယောင်ရီတိုင်းရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ဤက စစ်ကောင်စီရဲ့အမြောက်တရင်အမှတ်344အနီးကကာကင်းစခန်းနှစ်ခုထဲမှနေကိုပြေးခဲ့တဲ့လနိုင်ငံတွေမှာအေအေကသိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။အမှတ်344အမြောက်တရင်ကိုအာရခတက်တော်အေအေကသိမ်းပိုက်နိုင်ဖို့ယခုလဇန်ပိုင်းကစလို့ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့များနဲ့ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေခြင်းလည်းဖြစ်ပါတယ်။လက်ရှိအာရခတက်တော်အေအေကမကွေးရခိုင်အစက်နေအေကန်လီချောင်းရံကာကွယ်ရေးတပ်စခန်းကြီးပဲခူးတိုင်းပရောင်းမြို့နယ်ကကားပါစာ6နီးနဲ့မကွေးတိုင်းတွင်က ရေကြီးလေးမျက်နှာနဲ့တာပေါင်းမြို့နယ်တို့မှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားနေစေဖြစ်ပါတယ်။ရခိုင်ရိုးမှတောင်တန်းအလွန်ကအာရခတတော်အေအေးရဲ့ထိုးစစ်တွေဟာအာနာသိစစ်ကောင်စီရဲ့ကာကွယ်ပစ္စည်းထုတ်လုပ်တဲ့စက်ရုံကာဘာဆာ6နဲ့ကာဘာဆာ14တို့ကိုဥတီလျက်ရှိတယ်လို့လည်း ISB မြန်မာကသုံးသပ်ထားပါတယ်။မကွေးပုဂိုးနဲ့အေယာဝတီတိုင်းတို့မှာစစ်ကောင်စီရဲ့ကာဘာဆာစက်ရုံ22ခုရှိပြီး16ခုဟာအေယာဝတီမြစ်ရဲ့အနောက်ဘက်ခြမ်းမှာတိစောက်ထားတာလည်းဖြစ်ပါတယ်။ A ရဲ့ထိုးစစ်တွေဟာကာဘောဆာစေယုံတွေကိုဥတီလာတော့လဲရခိုင်ကမ်းရိုးတန်းဘက်မှာစစ်ဆင်ထားရမှုတိမ့်ပိုက်ပြီးပါကလည်းထိန်းချုပ်ထားရန်ခက်ခဲမှုတွေကြောင့်ကာဘောဆာစေယုံတွေကိုတိမ့်နိုင်ရမလွဲကူသေးဘူးလို့လည်း ISP မြန်မာကသုံးသပ်ထားပါတယ်အာရခတ်တတော် A ဟာရခိုင်ပြည်နယ်အတွင်းမြို့နယ်၁၄ခုနဲ့ပလောဝမြို့နယ်တို့ကိုတိမ့်ပိုက်ထားပြီးရခိုင်မှာတိမ့်ပိုက်ရန်ကြံရှိနေသေးတဲ့လက်ရှိစစ်ကောင်စီထိန်းချုပ်မြို့တွေဖြစ်တဲ့စစ်တွေကြောက်ဖြူနဲ့မန်အောင်တို့ကိုတိမ့်ပိုက်နိုင်ရေးဂျိုးပန်းနေတာလည်းဖြစ်ပါတယ်။အေရဲ့စီးရေးလှုပ်ရှားမှုတွေက ရခိုင်ပြည်ပြင်ချင်းပြည်မကွေးတိုင်းပဲခူးတိုင်းအေရော်ဒီတိုင်းကချင်နဲ့ရှမ်းမြောက်တို့မှာရှိနေပြီးစစ်ကောင်စီရဲ့တပ်စခန်းတရင်တွေအားလုံးကိုသိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါရယ်ခင်ဗျာဂျပန်နိုင်ငံသားကြီးဝန်ကြီးနဲ့ကုလသမဂ္ဂအထူးကိုယ်စားလှယ်တို့မြန်မာအရေးဆွေးနွေးနေတဲ့တဲ့ရင်ကိုလည်းဖော်ပြပေးပါမယ်မြန်မာအရေးတိုးတက်လာဖို့ကုလသမဂ္ဂရဲ့တက်ကြွတဲ့အခမ်းအနားကိုဂျပန်ကမျှော်လင့်နေပြီးနှစ်ဖက်စလုံးကအနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့သဘောတူခဲ့ကြပါတယ် ဂျပန်နိုင်ငံရဲ့ဝန်ကြီးမိုတက်ဂီတိုရှိမစ်ဆုနဲ့ကုလသမဂ္ဂအထွေထွေမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘီရှော်တို့မနေ့ကဒီဇင်ဘာလ1ရက်နေ့မှာဂျပန်နိုင်ငံတူချိုမြို့မှာတွေ့ဆုံရမှာသဘောတူညီမှုရရှိခဲ့တာပါဂျပန်နိုင်ငံရဲ့ဝန်ကြီးဌာနရဲ့ဖိတ်ကြားချက်နဲ့ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ဂျူလီဘီရှော်နဲ့ဝင်းကြီးမိုတဲဂီတို့မိနစ်30ကြာတွေ့ဆုံပြီးမြန်မာနိုင်ငံရဲ့ပုံမိုးဆိုးရွားလာနေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးဆွေးနွေးခဲ့ကြတယ်လို့ဂျပန်နိုင်ငံသားရေးဌာနကထုတ်ပြန်ပါတယ်။ဒီတွေ့ဆုံမှုအတွက်မှာ ဂျပန်နိုင်ငံရဲ့ဝန်ကြီးမိုတဲဂီကမြန်မာနိုင်ငံရဲ့အခြေအနေပိုမိုဆိုးရွားလာနေတဲ့အပေါ်အလေးနဲ့စိုးရိမ်မကင်းဖြစ်မိကြောင်းထုတ်ဖော်ပြောကြားထားပြီးမြန်မာစစ်တပ်ကိုအခြေအနေတွေတိုးတက်ကောင်းမွန်လာအောင်တိုက်တွန်းတာတွေနဲ့မြန်မာပြည်သူတွေအတွက်လူသားချင်းစာနာမှုအကူအညီတွေပေးအပ်နေတာပါဝင်မြန်မာရေးချိုးပန်းဆောင်ရွက်နေတာတွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်အထူးကိုယ်စားလှယ်ဂျူလီပစ်ရှော့ကလည်းအာနာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းကုလသမဂ္ဂရဲ့မြန်မာရေးဆောင်ရွက်ချက်တွေနဲ့အနာဂတ်အလားအလာတွေကိုရှင်းပြခဲ့ပြီး ဂျပန်ရဲ့ရေးပါတဲ့ခန်းကဏ္ဍနဲ့ဂျိုးပန်းအထုတ်မှုတွေကိုတန်ဖိုးထားအတိမတ်ပြူချောင်းတုံ့ပြန်ပြောဆိုခဲ့ပါတယ်။ဂျပန်နိုင်ငံရဲ့ဝန်ကြီးကမြန်မာရေးတိုးတက်ကောင်းမွန်လာဖို့အတွက်ကုလသမဂ္ဂကတက်ကြွစွာပါဝင်ဆောင်ရွက်လိမ့်မယ်လို့မျှော်လင့်ကြောင်းလည်းပြောကြားခဲ့ပါတယ်။နှစ်ဖက်ကောင်းဆောင်တွေဟာမြန်မာရေးနဲ့ပတ်သက်လို့ဆက်လက်နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်သွားဖို့သဘောတူညီခဲ့ကြတယ်လို့လည်းဂျပန်နိုင်ငံရဲ့ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဂျူလီပစ်လျှော့ကိုမြန်မာနိုင်ငံဆိုင်ရာကုလထူးထက်တဲ့မှန်အဖြစ် 2024ခုနှစ်အေပိလ9ရက်မှာခန့်အပ်ခဲ့တာဖြစ်ပြီးမြမရေတိုးသိမ်းလျော့ဝဲစွာလှုပ်ဆောင်နေပေမဲ့အခုချိန်ထိတည်သာထင်ရှားတဲ့ရလဒ်တစ်ခုမှထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ဂျူလီဘီရှော့ဟောင်းမြမနိုင်ငံထဲမှာစီးပွားရေးလောက်ကင်နေတဲ့တရုတ်နိုင်ငံပိုင်ကုမ္ပဏီတွေနဲ့စီးပွားရေးဆက်နွယ်မှုတွေ ရှိတာကြောင့်အကျိုးစီးပွားပဋိပက္ခတွေအပေါ်စုံစမ်းစစ်ဆေးပေးဖို့ဆိုပြီးဂျပန်ပါဝင်ရပ်ဖက်ဖွဲ့စည်း300နီးပါးကမတ်လ19ရက်နေ့မှာကုလသမဂ္ဂကို တောင်းဆို ထားတာလည်းဖြစ်ပါရယ်ခင်ဗျာ။